ပရမူကမေးတယ်ပေါ့နော်ဒါမျိုးပို့ဆွေးဘယ်လိုဖန်တီးလို့ရလဲတဲ့ဒါကျွန်တော်စာဖြေတဲ့ရက်မှာဒီကျွန်တော်စီမှာအတန်းတက်နေတဲ့အတန်းသူတယောက်ပေါ့နော်တော့ဘိုင်ဝမ်အတန်းပေါ့နော်ဘိုင်ဝမ်အတန်းလာလာတင်လာတင်နဲ့လာအတန်းလာတက်တဲ့ညီမလေးပေါ့သူကမေးတာဒါမျိုးပို့ဆွေးဘယ်လိုဖန်တီးလဲပေါ့နော်သူသဘောကျလို့ဖြစ်တယ်โอเคဒါမျိုးပို့ဆွေးကိုကျွန်တော် AI နဲ့ပေါ့နော် အာ9မိနစ်လောက်နဲ့ဖန်တီးတဲ့နီးအများဆုံး10မိနစ်ပေါ့10မိနစ်လောက်နဲ့ဖန်တီးတဲ့နီးကိုကျွန်တော်ဟိုဒီဗီဒီယိုလေးမှာ10မိနစ်လောက်နဲ့ပြပေးမယ် အရန်လွယ်တယ် design ရော content ကို AI နဲ့ပဲအစားဆုံးလုပ်မယ်နော်ပြီးပြီဆိုဒီ post က policy ညှိစရာရှိတယ်ဒါသူ့ကိုကျွန်တော်ပြောပြရင်တခါတည်း video ရိုက်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 ပို့ပေးလိုက်မယ်ဒါမျိုး post က Facebook page တွေမပြတ်အောင် post တွေဘယ်လိုရှောင်ရမလဲဆိုတော့ policy ညှိတဲ့အရေးအသားတွေပါတယ်အဲ့ဒါ policy လည်းမညှိအောင်နော်9မိနစ်7မိနစ်လောက်နဲ့ AI နဲ့ဘယ်လိုမျိုးဒီ design ရော content ရော policy လုပ်အောင်ဘယ်လိုလုပ်မလဲအပြပြပါမယ်စလိုက်ရအောင်ဒီ post တွေပေါ့နော် post တွေဆို ADS boost တွေ runner တွေ policy areas policy လေးလွတ်သွားရမှာနော်အမှန်တကယ်ဆိုအရေးသားမှာ policy ညှိစရာပါတယ်နော်အဲ့ဒါဆို policy လွတ်အောင်ဘယ်လိုလုပ်လဲကျွန်တော်အရင်ပြောပြပေးမယ် policy လွတ်အောင်ဆိုရင်ကျွန်တော်တို့ဒီမှာ policy ညှိစရာ pawn နော်အဲပွန် PO1 ပွန်တို့ဘာလို့ဆို security activity တွေညှိတယ်အဲ့လို policy ညှိစီတဲ့စကလုံးတွေပေါ့နော် policy ညှိစီတဲ့စကလုံးတွေဆိုရင်ကျွန်တော်တို့ကဂျားမှာ sweep bar လေးခြားပြီးဒါမှမဟုတ်ဒီလိုမျိုးပေါ့ star လေးထည့်ပြီး mobile ခွင့်ဟုတ်လား fake news နော် လာပြီးပြီတသိန်းဒီငွေကြေးတွေဆို policy ညှိတယ် clip base ဆိုတဲ့စကားလုံးတွေ fake အဲအဲ့ဒါကြီးဆိုရင်ကျွန်တော်အဲ့လို star လေးတွေနော်ခံပြီးတော့ရေးပါတယ်အဲ့ဆို policy လွတ်သွားတယ်နော်ဒီမှာဆို policy link ထည့်လို့ရှိရင်လည်း policy ညှိတတ်တယ် ADS policy မှာလေအဲ့ဒါလည်း policy လွတ်သွား treatment policy ဆိုတဲ့ကျွန်တော်ရေးထားတယ်အဲ့ကြောင့် A ဆိုတဲ့နေရာမှာ S ဆိုတဲ့စကားလုံးလေးကျွန်တော်သုံးတယ်အဲ့လိုမျိုးရေးပါတယ်ပြန် disclaimer လေးထည့်ပြပါဒီစာလေးမှတ်ထားလို့ရပါတယ် This article is posed to increase people's knowledge and to have done you အဲ့ဒီစာလေးကိုနော်ဒီစာလေးကဘာလဲဆိုတော့ knowledge share ရဲ့အတွက်ဒီ post ကြီးရွယ်ပါတယ်နော်အဲ့ဒါလေးကိုတို့ဒါ disclaimer လေးထည့်ပေးလိုက်ဒါဆို Facebook ကကို post ဆိုမဘန်းတော့ Okay အဲ့ဒါတစ်ချက်ဖြည့်ပေးလိုက်ပြီနော်နောက်တစ်ချက်ကတော့ဒီ content နဲ့ design ကိုဘယ်လိုဖန်တီးမလဲပေါ့ design ဖန်တီးတဲ့နည်းလေးစကြည့်ရအောင်နော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ note ထဲမှာကျွန်တော်ကဒီစာလေးကျွန်တော်ရေးထားပါတယ်နော်ဒီစာကို English လို့မရေးတတ်ဘူးဆိုလို့ရှိရင်လည်းမြန်မာလို့ရေးလို့ရတယ် translate သုံးလို့ရတယ်ဒါ translate လေ Google Translate နဲ့ကျွန်တော်ပြပေးမယ် အ Google Translate ကို Play Store ဖြစ်ဖြစ် App Store Safari အဲ uh, sorry အဲ uh, Play Store နဲ့ download ဆွဲလိုက်ပါပြီးရင်မြန်မာကနေကျွန်တော် English ကိုပြောင်းမယ်နော်အဲဆိုရင်ကျွန်တော်တို့ကဒီမှာစာလေးရေးလိုက်လို့ရတယ် Facebook နော် ပေါ်ပေးမပြအောင်လိုင်းနာမယ် Facebook policy မြောက်ကိုကျွန်တော် Facebook မှာ post နေတယ်လူတွေဘူးတော့ရရင်တင်ပေးခြင်းတယ်အဲ့ဒါ Facebook မှာတင်လို့ရအောင်ကမ္ဘာစွန့်စားပွဲအကောင်ဆုံးပြန်နေ Facebook policy လို့ရဒီဇိုင်းတစ်ခုဆွဲပေးပါဘာလဲဆို Facebook ပေးမပြအောင်ကျွန်တော်တင်မဲ့အကြောင်းအရာ Facebook ပေးမပြအောင် Facebook လိုင်းနာမယ် policy ကိုကျွန်တော်က Facebook မှာ post အနေနဲ့ဘူးတော့ရရင်တင်ပေးခြင်းလာဖြစ်ပါတယ်ဗျကိုလုတ်ခြင်းတဲ့အကြောင်းအရာအသေးစိတ်ရေးပေးနော်အဲ့ဒါမှာ AI ကနေအသေးစိတ်ထုတ်ပေးမှာနော် AI ကနေကိုအသေးသေးရေးပြီးမှသူတို့အသေးသေးထုတ်ပြီးတာကိုပြစ်ချင်တဲ့အကြောင်းတော့အသေးသေးရေးပြီးပါပြီးပြီးဆိုရင် policy လောက်အောင်ကြာဘာရေးရမလဲဆိုရင် Facebook မှာပါတင်လို့ရအောင်ကမ္ဘာစိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်ရတယ်ဒါတော့ design လောက်အောင်ရေးတာပေါ့နော်သူဟို rank အဲ rank ranking တက်မှတ်ပေးလိုက်တာပေါ့ဘယ်လိုမျိုးလဲအကောင်းဆုံးလားတော်ရုံသိအောင်ပဲလားကျွန်တော်တို့အကောင်းဆုံးဆိုရွေးလိုက်တယ် Facebook policy လွတ်စေရန် Facebook policy နဲ့မညီရန် design တစ်ခုဆွဲပေးပါဒါကတော့မြန်မာစာအောင် English စာအနေနဲ့ပြောင်းတဲ့နည်းပေါ့နော် ပီအိတ်စာလေးရပြီဆိုတော့ကျွန်တော်တို့ကဂျမ်နိုင်းရင်သွားမယ်ဂျမ်နိုင်းတော့လူတိုင်းသုံးတယ်လို့ယူဆပါတယ်နော်โอเคဒီမှာဂျမ်နိုင်း AI G E M I N I ဒီကောင်းလीနော်ဒီဥစ္စာလေးတော့ဒီဥစ္စာလေးဂျမ်နိုင်းလေးပါဂျမ်နိုင်းဝင်ပါဗျာအဲပြီးဆိုရင်အမှ create image nano banana tab လေးရှိတယ်အဲ့ဒါလေးအဲ့ဒါလေးနေပြပါဗျာအဲပြီးဆိုရင်အဲ့စာလေး print ရေးပေးလိုက်နောက်ပြီးပြီးဆိုရင် ခဏဆောင်ရုံပဲအများကြီးဘာမှမကြောက်တမနစ်အများဆုံး2မိနစ်3မိနစ်ပဲလူတူဆောင်ကြည့်မယ်နော်အဲ generating generate လုပ်ပေးနေပါပြီနော် generate လုပ်ပေးနေပြီဖြစ်ပါတယ်โอเคရပါပြီမြင်ရတယ်နော်ဘာမှမကြောက်ကျွန်တော်စကားပြောတာအာခုနဟာတောင်တော်တော်မိုက်ပါတယ်โอเคအဲ့ဒါရပြီဆိုရင်ကျွန်တော်က down download ဆွဲရုံဖြစ်ပါတယ်ကိုကိုနဲ့ဖန်ကြီးဖန်နေကျင်တဲ့အကြောင်းအရာတော့စဉ်းစားထားပါနော်ကျွန်တော်ကကျွန်တော် Facebook မှာလူတွေ ပေးရတဲ့အကောင့်တွေတို့တွေမပြတ်ကြအောင်လိုက်နာမဲ့ policy နဲ့ပတ်သက်ပြီးကျွန်တော် contact ဖန်တီးချင်တာဆိုတော့နော်အဲ့လိုမျိုးလေး contact ဖန်တီးချင်တာဒီဇိုင်းလေးတော်တော်မှန်တယ်တော်။နော် contact ဖန်တီးချင်တာဆိုတော့ကျွန်တော်အဲ့ဒီဟာကိုထုတ်လိုက်တယ်။လူကြီးမင်းကတော့ကြိုက်ရဖန်တီးစောင်းမတင်လို့ရပေါ့။လူကြီးမင်း online shop ပဲလုပ်တယ်ဆိုပါဆို online shop ဆိုရင်နော်မြန်မာပြည်မှာနေရာဒီဝေလို့ရမယ်အဲဒီအထည်သားပေါ့နော်ဟိုပါဘချီသားလားစသဖြင့်အဲ့ဒီအဲ့ဒီဝေလို့ရတဲ့အထည်ဝေထည်အမျိုးမျိုးနဲ့ပတ်သက်ပြီး နော်အဲအဲလူတွေတိတဲ့နဲ့ဝေးရမယ်အဝတ်ထည်၅မျိုးအဲအဝတ်ထည်အဝတ်အသားပေါ့ဘယ်လိုခေါ်မလဲတော့မသိဟမ်အဲအဲ့အသား၅မျိုးဒါမှမဟုတ်ဆိုရှင်လဲအဲမြန်မာပြည်မှာအခု trend ဖြစ်နေတဲ့နော်အဲအဲ့၅မျိုးအကြောင်း knowledge sharing အဲဒါမှမဟုတ်ဆိုရှင်လဲအဲ့တော့ကြာတင်ကန်းနော်ကျွန်တော်ပိုးတဲ့တိုက်တွေဆိုလို့ရှိရင်ဒီပိုးတဲ့ပိုးတဲ့ရက်လုတ်ရက်လုတ်ဖို့အတွက်လိုအပ်တဲ့အဆင့်၅ဆင့်ဖန်တီးကြပါတယ်အကြာတင်ကန်းရက်လုတ်ဖို့အတွက် အဆင့်50ဆင့်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်အခါမဲ့မျှဝေပေးခြင်းပါတယ်။ဒါမှမဟုတ်ကြောင်မြတ်ရနာဆိုလဲမိုးကုတ်ကြောင်မိုးကုတ်ကြောင်ကုန်သေးတွေဆိုလို့ရှိလဲကြောင်မြတ်ရနာတွေဖန်တီးခြင်းပါတယ်။ဖန်တီးနီး step by step အဆင့်50ဆင့်အတွက်ကျွန်တော်စောင်းမလေးတစ်ပုတ် contact လေးတစ်ပုတ်ရေးတည်ခြင်းတယ်။အဲ့တော့ကျွန်တော် design ထုတ်ပေးပါ Facebook policy လောက်အထုတ်ပေးပါဆိုပြီးတော့အဲ့လိုမျိုးထုတ်လိုက်လို့ရတယ်။ဒါအမျိုးမျိုးတော့မဟုတ်အဲ့ဒါလေးရပြီနော်ရပြီဆိုရင် save လိုက်မယ်နော်အဲ့ဆိုပြီးပြီကျွန်တော် နှစ်ဆင့်ပြီးပြီးဒီဇိုင်းလည်းပြီးပြီး policy လောက်အောင်တင်းတဲ့နီးလည်းပြီးပြီးဆိုတော့တင်ရမယ့်စာပဲလိုရတယ်။အဲ့တော့ကျွန်တော်ကခုနကဒါ Facebook ပြီးမပြောင်းနိုင်နာမည် Facebook policy မှာဘာညာဘာညာဘာညာတင်မင်းချင်ပါလေဗျ။အဲ့တော့ Facebook မှာတင်လို့ရအောင်ကပတ်ဆွေဆိုရယ်ကောင်းစံနဲ့ Facebook policy လို့ဆိုရယ်ဒီခါကျတော့ဒီဇိုင်းမဟုတ်ကွန်တက်တစ်ခုရေးပေးပါဗျ။အဲဒီဇိုင်းနေရာမှာကွန်တက်ဆိုပြီးအစားထိုးလိုက်။ကွန်တက်တစ်ခုဆွဲပေးပါဗျဆိုရင်အဲရေးပေးပါဗျ။အဲရေးပေးပါဗျ။ Okay ။ဟုတ်ပြီနော်။ DC ဆိုတဲ့ AI ကိုသွားအဲ့တော့မြန်မာလိုနားလေအဲ့လိုပဲရေးထည့်လိုက်ပြီးပြီဒါပဲ အဲဆိုကျွန်တော်တို့သူတို့ဖန်တီးပေးတဲ့ဆောင်းပါတပို့ရဆောင်းပါမှာစကားအထားအသူလေးတွေမလှမပဖြစ်နေတယ်တောင်းတောင်းကြီးဖြစ်နေတယ် AI စံနေရဆိုတော့နည်းနည်းပြင်ပေးလိုက်ပေါ့နော်အဲသူရေးတာကြောကြည့်အောင်ဟုတ်ကဲ့ဘုသူဟုတ်ကဲ့ဘုသူတို့အတွက်ကျေးဇူးတင်ပါတယ် Facebook ပဲပြပြအောင်အဲရေးပေးလိုက်ပါတယ်အဲခေါင်းစဉ်အဲခေါင်းစဉ်ကစရေးကျန်တာတော့ထည့်မရေးနေတာပေါ့နော်ပုံတော်ထည့်ပါအဲသူလူများစုကိုစားလုံးညုံမှာဒါကသူအကြံပေးတာအဲ့တော့ကျွန်တော်ခေါင်းစဉ်ကစရေးမယ်နော် အဲခေါင်းစဉ်ဆိုရင်ဘယ်နှအစာရရမလဲတင်း Facebook ပေးမှာအဲ့ရကနေ copy စာယူမတော့မပြည့်စုံလိုက်နိုင်မယ်ရွှေကြည်အဲရွှေကြည်စုံမှု6ချက်ဆိုဒါဆက်ရုပ်ဆန်နေဒါဆိုရင် အချက်6ချက်ပဲရေးလိုက်ပါတော့ကျွန်တော်တို့သူ့ရေးတာတော်တော်မိုက်တယ်အဲသူ့ကော်နာလေးဖတ်ကြည့်အောင် Facebook ပေးလောက်တဲ့သူတွေကကျွန်တော်ပေးပြတ်သွားမှာဒီကတော့ပေးပြတ်ကာဝေးကြရအောင်ဒီမိုတွေတိတိုင်းတိပေးကိုဘောင်းမီချုပ်သူတွေမျိုးလုံးမီချုပ်တော့မှဖြစ်စီပါတယ်အဲနော်လောကျောင်းနဲ့အနေကင်းဘောင်းမီရတာမကောင်းဘူးပါနော်အတင်းပေးကို လုံခြုံသွားစီမှာဖြစ်ဖြစ်စီပါတယ်အဲ့ဒါလိုနည်းနည်းပြင်လိုက်ပေါ့လုံခြုံတဲ့ application မူစာပေးပါ Facebook Direct နဲ့လုံခြုံစူးစမ်းရဲဒါကြောင့်ကျွန်တော်တို့အဆင်ပြေပါတယ် COVID ဆက်ကလုံးကြတော့ policy လို့ကနည်းနည်းကြီးလိုက်ပေါ့ကျွန်တော်ဒီသင်ခန်းစာရဲ့အစမှာပြောသလိုပေါ့နော်ကျွန်တော်တို့မိုက်တယ်သူဆက်ရေးနေ Okay အဲ့လိုဒီတုံးလို့ရပါတယ်ရတာဖြစ်ပါတယ်ထပ်တည်လာလေးရှင် comment မှာတော့ဆိုသွားလို့ရပါတယ်နောက် video လေးမှာပြန်တွေ့ပါမယ်ခင်ဗျာကျေးဇူးပါဒါဆိုရင် video လေးမှာ face လအဲစောင်းပါလေးပြီးပါပြီ design လေးပြီးပါပြီเนาะ AI ကိုအသုံးပြုပြီးတော့ design AI ကိုအသုံးပြုပြီးတော့အဲเนาะအဲ contact เนาะ AI ကိုအသုံးပြုပြီးတော့ policy လောက်အောင်လုပ်တဲ့နီးเนาะအဲသုံးချက်သုံးချက်လုံးမျှောက်ပေးလိုက်ပါပြီကျေးဇူးပါနောက် video လေးမှာပြန်တွေ့ပါမယ်ခင်ဗျာအမျိုးနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအမြင်မပြတ်သိကြတယ်ဆိုရင်ကျွန်တော်ဖုန်းပြတ်တွေ ID service and 3MID academy page လေးကို like နဲ့ follow လုပ်သွားပေးလို့ပေးလို့ရပါတယ်ခင်ဗျာဖုန်းပြတ်တွေ ID service ဆိုပြီးရရှာလိုက်လို့ရပါတယ်ခင်ဗျာနောက် video လေးမှာပြန်တွေ့ပါမယ်ခင်ဗျာ ဘောရဲမှာလည်းနေပြည်တော်နဲ့ပတ်သက်တဲ့အခါအခါမဲ့မျှဝေမှုတွေများစွာရှိပါတယ်အခါမဲ့ဝင်ရောက်လေ့လာတော့လို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါလူကြီးမင်းခင်ဗျဟုတ်ကဲ့ပါ